ီနေ့ဗီဒီယိုပြီးသွားလို့ရှိရင်အင်္ဂလိပ်လိုပြောနေတဲ့လမ်းမကြီးပေါ့ကိုထွက်လို့ရပြီအဲ့မဲ့ဒီဟာကိုတတိတိချာချာပမာဏနန်နန်လေးတော့လေ့လာဖို့လိုတယ်။အဲဒီမှာလမ်းပေါ်မှာသုံးရမယ့်အင်္ဂလိပ်စာကိုဟိုပေါ့အလိုအဆုံနဲ့အထီရောက်ဆုံးဖြစ်အောင်အဲ့နဲ့ပြည့်စုံထားရပေါ့နော်။ကဲအဲ့တော့ခုမှအခန်းဘလားလောက်ရှိလဲဆိုတော့ဗီဒီယိုလေးကိုခဏလေးရက်ပြီးတော့ပြောကြည့်မယ်။ဘာလို့ပြောကြည့်ရမလဲ။ကျွန်တော်အနည်းဆုံးဘဏ်ကိုဘယ်လိုရောက်နိုင်မလဲ။ဒါမှဖြစ်မနေမရမယ့်ဟာလမ်းပေါ်ရောက်ပြီဆိုရင်အဲနောက်တစ်ခေါက်ကျတော့တဲ့တဲ့သွားပါ။ဘယ်ဘက်မှာပါ။ညာဘက်မှာပါ။ဘယ်ကွေ့ပါ။ညာကွေ့ပါ။ နှစ်လမ်းကိုကြော်ပါမီးပွိုင်ကိုကြော်ပါအဲဒါလေးတွေကိုဘယ်လိုမျိုးပြောမလဲသူများပြောလိုက်ရောအဲ့ဒါကိုဘယ်လိုပြောလာနိုင်လဲဘယ်လိုနားလည်ရမလဲနံပါတ်3ဒီကနေပြတိုက်ဘလောက်ဝေးလဲနော်10မိနစ်လောက်လမ်းလျှောက်ဖို့လိုတယ်တက္ကစီနဲ့ဆိုရင်တော့9မိနစ်နဲ့ရောက်နိုင်တယ်အဲ့ဒါအကွာဝေးကိုလည်းမေးဖို့လိုတယ်နောက်ဘတ်ကားကဘလောက်လဲနော်ဒီကားကတွေအကွာဝေးတွေနော်ဘယ်လိုရောက်ရမလဲဆိုတာလည်းမဖြစ်မနေသိဖို့လိုတဲ့ဟာတွေပေါ့နောက်တန်ရုံးကိုရောက်ဖို့ဘယ်ဘတ်ကားကိုစီးတင်လဲ ဘယ်ဘက်စကားလဲဆိုရွေးချယ်မှုတွေလုပ်ဖို့လိုတယ်။နောက်ဒီနေရာမှာညဘက်လမ်းချဖို့ဘေးကင်းလုံခြုံလားဘေးကင်းလုံခြုံမှုကတော့နံပါတ်1ပဲပေါ့။ဒါပြောနေကြတော့မလိုဘူးပေါ့နော်။ဟုတ်ပြီ။အဲ့တော့ကျွန်တော်သိထားမှာဒီ speaking topic တွေကိုလေ့လာတဲ့အခါမှာဒီဟုတ်တစ်ခုနဲ့တစ်ခုမှာကျွန်တော်အကြောင်းအရာတွေမတူပေမဲ့လေဆက်ဆက်မှုရှိရဆိုတော့နားလဲရအောင်။ ော်နော်ပြောမယ်ဆိုရင်မနေ့ကတင်တဲ့စားတော့ဆိုင်မှာတုံးတဲ့အုံုံလေးကလမ်းပေါ်မှာတုံးရတာမျိုးလည်းဖြစ်သွားနိုင်တယ်လို့လမ်းမှာတုံးတဲ့အုံုံလေးကစားတော့ဆိုင်မှာတုံးရတာမျိုးလည်းဖြစ်နိုင်တယ်ဥပမာဖြစ်ဆိုရင်ကျွန်တော်အနည်းဆုံးပုံကိုဘယ်လိုရောက်နိုင်မလဲဆိုတဲ့ဟာလေစားတော့ဆိုင်မှာကိုကအပေါ်သွားခြင်းလို့အိမ်သားကိုဘယ်လိုရောက်နိုင်မလဲလို့မေးရတာမျိုးဖြစ်လာတယ်ပြောချင်တာတစ်ခုနဲ့တစ်ခုကထောက်ပံ့ပြုနေကြတယ်အဲ့တော့တခုချင်းသူပတ်ပိုင်နိုင်တယ်လေးပါလဲဆိုရင်လေးလာလို့ရှိရင်တစ်ခွန်းတစ်ခု support ပေးနေမှာပေါ့နော်ဟုတ်ပြီအဲ့တော့ view လေးခဏလေးရပ်ပြီးတော့ဖြည့်ကြည့်မယ်ပြီးကျွန်တော်အဖြေပြောပြမယ်အဲ့ဟုတ်ပြီအဲ့တော့ ဖြည့်စီပြီးပြီးကိုယူဆရတော့မှာเนาะအဲ့တော့အရင်ဆုံးဒီဟာလေးကိုမေးခွန်းရေးလောက်မယ်လဲမေးခွန်းဆိုရင်ကျွန်တော်အများနဲ့ပြောနေကြကျွန်တော် follower တွေကိုเนาะရှေ့ကအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ series မှာကလေးလဲမေးခွန်းဆိုရင် WH how နဲ့စမယ် below ဆိုတာလေးကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုရင် how လို့ခေါ်တယ်တော့အဲ့တော့တော့မှာ how လို့ယူလိုက်တယ် how ပြီးလို့ရှင်ဒီမှာ nine လဲဆိုရင်အခုထုတ်မယ် nine နားပါလဲဆိုရင် can how can ပြီးရင် subject ကကျွန်ုပ်ဆိုတော့ i ဒီ versio လာမယ်ကျွန်တော်ရှေ့ပြောပြတဲ့ခံ model ဘက်သူ့ထောက်မှာ versio ရမယ်ရောက်တာပါလဲဆိုရင် get เนาะအနည်းဆုံးဘန်ကိုဆိုမဲ့ဒိုးအတိတ်ပဲမြုပ်ထားတော့ထူလေးလုံမယ်အဲ့တော့ how can i get to okay အဲ့မှာဘာထက်မလဲမြင်းထားထားတဲ့ဟာတွေအစားသွင်းရမယ့်ဟာတွေကိုကတခါပြန်ပြောချင်တာအနည်းဆုံးဘန်မဟုတ်ပါနဲ့အချောင်းကိုလည်းဖြစ်နိုင်တယ်ဟုတ်လားဒါမှမဟုတ်စေးကန်းဆိုတာလည်းဖြစ်နိုင်တယ်စေးဆိုင်ဆိုတာလည်းဖြစ်နိုင်တယ်เนาะစားတောက်ဆိုင်ဆိုရင်လည်းဖြစ်နိုင်တယ်အဲ့တော့ကိုပြောချင်တဲ့ဟာလေးတွေဒီညမှာပါလို့မလို့ဖြစ်ရမှာခဲ့ဒီမှာတော့အနည်းဆုံးဘန်ဆိုတော့နီးတာက NEAR near degree 1 adjective ခါမှာသင်ထားရယ်နော် adjective degree 2ဆိုတော့ ER ထက်နေရာက degree 3ဆိုရင် EST ထက်မယ် degree 3ရဲ့ရှေ့မှာသင်ပါမယ်ဆိုတော့ the near ရဲ့ဖြစ်သွားပြီဗျာ bank ဟိုတော့အင်္ဂလိပ်လို bank လို့ခေါ်တယ် BANK bank question mark အဲ့တော့ဒီမှာအတွဲလိုက်ချက်ထားမှာပါဠိလက်ဆိုရင်ဒီဟာလေး how can i get to ဘယ်နေရာဘက်သွားခြင်းသွားခြင်းဘယ်လိုရောက်နိုင်မလဲဆိုတာဒါလေးကိုမေးတက်ဖို့လိုတယ် how can i get to ပြီးရင်ဒီနေရာလေးကိုချက်ထားလေးဖိလိုက်အောင်ပဲဒါဆိုအဲ့နေရာဘယ်လိုသွားမလဲဆိုတာသိသွားပြီเนาะခေတ်နောက်တစ်ခုတက်တက်သွားပါ ်တက်တက်သွားပါသည်ဒီသွားပါအမေပေးတာလေအမေပေးရတယ်ဘာနဲ့စဖို့ကျွန်တော်ပြောခဲ့လေဗန်နဲ့စဖို့ပြောခဲ့တယ်ဒါရှေးကအင်္ဂလိပ်စာအောက်တက်ကြီးကိုစီးစင်းมาပါတယ်ဒါလေးကိုဆက်ဟိုတန်းအခုမှတွေ့ရလို့ဆိုလို့ရှင်တော့ရှေးက CV တခုဖြစ်တယ်အင်္ဂလိပ်စာအောက်တက်ကြီးကိုရ30 CD ကိုရင်းလေ့လာပြီးရောပါဒီ speaking ကောင်းဖို့ရ60 CD ကိုလေ့လာဖို့အကြံပြုပါတယ်ဘောနော်ကဲသွားပါဆိုတာပါလေဆိုရင် go 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 တက်တက် straight S T R A I G H T straight နော်တက်တက်ပါပါအနေနဲ့မိုးလင်းနေချုပ်နေတော့အနေနဲ့ မောင်နေမှာမသိဘူး။ကြောက်ပြီ။အော်ဘယ်ဘက်မှာပါ။နောက်တစ်ခါကျတော့ပါလဲဆိုရင်ညာဘက်မှာပါ။အဲဒီတော့အားဟာဘာလို့ပြောမလဲ။အဲ့မှာဘယ်နဲ့ညာလေးလို့ဆိုအင်္ဂလိပ်ကျက်ထားဖို့လိုတယ်။ဘယ်ကိုအင်္ဂလိပ်လို့ left left လို့ခေါ်တယ်။ left left နော်။ညာကိုကျတော့ r i g h t right လို့ခေါ်တယ်။အဘယ်ညာတိသွားရင်နော်။အဲဘယ်နဲ့ညာလဲဒီကအားဟာဘာလို့ပြောလဲဆိုရင်သူက on တယ်နဲ့ပြောတယ်။ on တယ်။ဒီရှိတယ်နော်။မဆက်သွားလို့။ဘယ်ဘက်မှာဆိုရင် on the left ညာဘက်မှာပါဆိုရင် on the right အဲဒါပြောရအဲ့ဒါအောင်မှာကိုက subject လေးထည့်ပြောခြင်းနဲ့ဆိုရင်လည်းရသေးတယ် value လေးထည့်မယ်ဆိုရင် ith ပေါ့နော် is ကိုတော့အထူးက post stop ပြီးအရေးလိုက်မယ်အဲ့တော့ is on the left ၎င်းကဘယ်ဘက်ချမ်းပါပါညာဘက်ချမ်းပါဆိုရင်ကျတော့ is on the right ညာဘက်ချမ်းပါပါဒီမှာတတိထားမှာ on လို့တတိထားမယ်ကဲ s နဲ့ is နဲ့ရေးပြီးဆိုရင်ဒီ s နဲ့ on နဲ့အသာဆက်ပြီးတော့ s o n ဆိုတော့ zone ဆက်တဲ့လေးဆက်သွားရပါ is on ဘယ်ဘက် is on ဖြစ်သွားမယ် is on the left is on the right အဲ့လိုမျိုးဖြစ်သွားမယ်နော် အဲ့နောက်ခုဘဲကွေပါညာကွေပါဒါဆိုလည်းပါလို့ဖို့လို့လေဘဲညာတိဘူးလို့လည်းကဲခိုင်းတာဆိုရင်ဒီကွေပါနဲ့ရစာကွေတာကြီးလို့ TURN tan ဘဲဆိုရင်တော့ LEFT လဲနေပြီးတော့မယ်ညာဆိုရင် RNG G right နဲ့ပြောမယ်ဘဲကွေဆိုရင် tan left ညာကွေပါဆိုရင် tan right ဆင်ပြေလားမသိနော်အဲဒီမှာကျွန်တော်များများလေးကိုဒီတစ်ချက်ထဲမှာပြောပြရတော့နည်းနည်းလေးရှုပ်နေပြီမယ်လေတေချာလေးဘီဒီယိုလေးချက်ပြီးတော့တေချာလေးကူပေါ့နော်နောက်တစ်ခါနှစ်လမ်းကြော်ပါကြော်ပါဆိုတာဒီ kindness ဘာနဲ့ပြောမယ်ဆိုတော့ကြော်ပါ PSS back 那那那说 two street s t r e e t s street，n 们可能比方用嘴巴说，那 pass 公路，什么叫 pass the traffic lights lights，pass the traffic lights。n 好，比方一道哎哟，对嘛？哎，阿拉一个人我哎，路啊都路 i 塞 e 多啦，大理 e n 啊 i 路 e 塞比多啦，e n 骗你嘞。乌马特特大，鸟贵，那 i 家白贵，特特 s 说 go straight。 ညာခွေးဆိုညာဒီမှာ right turn right နှစ်လမ်းကျော်ဆို pass through street ဘယ်ခွေးဆို turn left အဲ့ဒါညာဘက်ချမ်းမှာ is on the right အဲ့ဒီလိုမျိုးပေါ့နော်ဒီဝက်တဲ့နေရာလို့လို့ဟိုတောင်းရမှာအဲ့တော့သူ့အတွဲလေးတို့ချာပိုင်နေအောင်မလုပ်ထားမယ်ဆိုရင်ကြက်ထားရမယ်ဟောနောက်ကမီးပွိုင်အောင်ကျော်ဘယ်ကိုခွေးဆိုရင် pass the traffic lights ဘယ်ကိုခွေးဆိုရင် turn left ညာဘက်ချမ်းမှာရှိတယ်ဆိုရင် is on the right အဲ့လိုလေးပြောမယ်ပေါ့နော်အဲ့တော့ဒီမှာအရေးကြီးတာ ကျော်လိုက်ပါဆိုရင်ဘာလဲသုံးမလဲဆိုရင် pass နဲ့သုံးမယ်ပေါ့နော်ဟုတ်ပြီတောင်းတခါဒီကနေပြားတိုက်ကိုဘလောက်ဝေးလဲဘလောက်ဝေးလဲဆိုတာလေးကိုဒါမှတ်ထားမယ်စကားလုံးလေးမိကျောက်ဆက်လေးအဲ့ဒါဘာလဲဆိုရင် how far is နဲ့ it's နဲ့နော်ဒါပေမဲ့အဲ့ကောင်နဲ့တောင်းအောင်ဒါဖတ်မယ်ဒါ AI ကိုယူနေဆိုင်သူ့ရှိရကောင်နဲ့ဆက်မယ်ဆိုတော့ is it လို့လည်းထွက်လာမယ် is it ကနေ is it how far is it နော် how far is it ဒီကနေဆိုတော့ဒီနေရာမှာပေါ့အဲ့တော့ from here ဲ့တော့ how far is it from here ပြားထိုက်တို့ဆိုတော့တို့ဖြောင်းထူနေတော့မယ်ဒီမှာတို့အထိပ်ပဲမြုပ်ထားတယ်ဒါပေမဲ့တို့အထိပ်ပဲလေးတို့သဘောလေးပါလို့ထူထည့်ရမယ်ပေါ့နော် how far is it from here to ပြားထိုက်ဆိုတာတမျိုးမှအများကြီးမရှိဘူးပြားထိုက်လို့ပြောလိုက်တဲ့တဲ့ပြားတဲ့ပြောသူကနားထောင်နေတဲ့သူကတိတယ်အဲ့ဆိုတိကြတယ်ပြောသူကနားထောင်နေတဲ့သူကတိတယ်တိကြတယ်လို့ယူဆပြီးတော့ဘယ်လေးထည့်လိုက်မယ်ပြားထိုက်ကိုအင်္ဂလိပ်လို M U S E U M museum လို့ခေါ်တယ်အဲ့ဒါဖြစ်သွားတယ်ဆိုရင် how far is it from here to the museum မယ်လို့ထင်နော်။ timing လောက်လမ်းရှာဖို့လိုတယ်။လိုတယ်ဆိုတာက need ဆိုတာကိုရှေ့က CV မှာပြောထားပြီးပြီဆိုတော့သိနေပြီ need to ။ဒါပေမဲ့ subject မှာပါအောင်ဖြစ်နေတယ်။ဘယ်သူလိုလာလဲဆိုစဉ်းစားရင်တော့တင်ရှာဖို့လိုတာ။တင်စီအင်္ဂလိပ်လို့ဆိုရင် you လို့ခေါ်တယ်။ဒါပြင် subject ပြင် verb လာမယ်လိုတာပါလဲဆိုရင် need ။ဒီမှာ s by မထည့်နေတော့နော်ဘာဖြစ်လို့ဒီကောင် second person မို့လို့ဒါရှေ့စီးမှာပြောထားပြီးသားဟုတ်ပြီ you need ဘာလို့ဖို့လို့ပါလဲလမ်းလျှောက်ဖို့လို့တာ you need to walk ဘယ်လောက်လျှောက်မလဲ7 minute လောက်နော်ခန့်အကြောင်းနှစ်ပတ်သက်၍ နော်တခန့်လောက်အကြောင်းနဲ့လောက်ဆိုအပေါက်ကိုသုံးရမယ်ကြာချင်းရဲ့ရှေ့မှာကြာချင်းရဲ့ရှေ့မှာ for ကိုသုံးလို့ရှိရဆို for about အဲ့လဲဆိုရင်7 minutes ဆို10 minutes m i n u t e s minutes okay ဒါဖြစ်သွားလဲဆိုရင် you need to walk for about 10 minutes မင်း7 minutes လောက်လမ်းလျှောက်ဖို့လိုတယ်ခဏတစ်ခု taxi နဲ့ဆို9 minutes နဲ့ရောက်နိုင်တယ်ခဏလေးကူးလိုက်တော့ကျွန်တော်ဖြတ်မလို့ ်ဟုတ်ပြီနောက် taxi နဲ့ဆိုရင်5မိနစ်နဲ့ရောက်နိုင်တယ်เนาะရောက်နိုင်တာဘာလို့လဲ subject နဲ့တော့အမြဲတမ်းစမှာပဲရောက်နိုင်တာတင်ဆိုတော့ယူရေးလိုက်ပြီဘာလို့နိုင်တာလဲရောက်နိုင်တယ်ရောက်နိုင်တယ်ဆိုတော့နိုင်တယ်ဆိုတော့ခံဝင်သုံးမယ်ရောက်တာ get ဒီဒီခါမှာရောက်တယ်ဆိုတဲ့အတိပ္ပယ်ရတယ်ဆိုတဲ့အတိပ္ပယ်ရှိရတဲ့အတွက်ကြောင့် get နောက်မှာနေရာလေးပါမှာတော့ရောက်တယ်လို့အတိပ္ပယ်ထွက်တာ ော့ဒီမှာနေရာတော့မပါဘူးအဲ့တော့ဒီနေရာမှာဘာလေးထည့်ပေးရလဲဆိုတော့ there လေးထည့်ပေးတယ်ဆရာပညာပြရမို့နော်ဆရာပြောပြအဲဒါမဲ့တကယ်တကယ်ဆိုတော့တင်အဲ့နေရာကိုဆိုပြီးတော့အဲ့နေရာကိုဘာမှမပြောပြမယ်အင်္ဂလိပ်လိုဆိုရင် there လေးရပြန်ပြန်ထည့်ပေးရ you can get there မင်းရောက်နိုင်တယ်နော်ဘာမှဘာဘယ်လောက်နဲ့ရောက်နိုင်လဲ9မိနစ်နဲ့ရောက်နိုင်တယ်ဆိုတော့အဲ့ဒါကြတော့ in လေးနဲ့တူတယ် in 5 minutes ပြီးတက္ကစီနဲ့ဆိုရင် by taxi ပေါ့ bus ကနေဆိုရင် by bus ပေါ့ so you can get there in 5 minutes by taxi you can get there in 10 minutes by taxi by bus by car စသဖြင့်အဲ့လိုပြောလို့ရတယ်ကဲဟုတ်ပြီအဲ့တော့ရောက်နိုင်တယ်ဘယ်လိုသုံးလဲ you can get there မင်းရောက်နိုင်တယ်ဘယ်တော့ဖြတ်လိုက်တာပါလဲလမ်းလျှောက်ဖို့လိုတယ်ဆိုရင် you need to walk you need to walk လိုတာ need to နိုင်တာ can get အဲ့အသုံးအနှုန်းလေးကိုတွဲလိုက်နေချက်ထားမယ်ကဲနောက်က bus ကားကဘယ်လောက်လဲ bus ကားကပဲဖြစ်ဖြစ်เนาะ ဟိုအင်ဂျီပဲဝယ်ဝယ်အထယ်ပဲဝယ်ဝယ်ရွှေပဲဝယ်ဝယ်เนาะဟိုဘာပဲဝယ်ဝယ်ဘလောက်ကြလဲဆိုရင်အများနဲ့မှတ်ထားမှာ how much ပဲเนาะငွေကြေးဘလောက်ကုန်ကြလဲဆိုရင် how much နဲ့သုံးမယ် how much ဖြင့်ဘလောက်လဲဆိုရင်တော့မှဖြစ်သည်ဆိုတာမြုပ်ထားတယ်လေကားကဘလောက်ဖြစ်တယ်လဲဆိုတာအဲကြောင့် is လေးကိုရှင်းထုတ်လိုက်တယ် how much is ဘတ်ကားက the best fare အဲ့လိုလေ F A R E fare ဆိုတာလေ mini လေးဆိုတော့ mini လေးအနေနဲ့မှတ်ထားလိုက်ပါအောင် how much is the bus fare bus ကားကဘယ်လောက်လဲနော် taxi ကားဘယ်လောက်ဆဲဆိုရင် how much is the taxi fare ပေါ့နော်အားရရပဲနော်နောက်တန်ရုံကိုရောက်ဖို့ဘယ် bus ကားကိုစီးတင်လဲလဲမေကိုနေပြီးတော့လျှောက်လာလေလားလဲမေကိုဆိုရင် duration နဲ့စာမယ်ဘယ် bus ကားအရေးနဲ့ပြောမယ်ဆိုရင်မြည်သည့် bus ကားအဲ့ဒါလေးကိုမှတ်ထားမြည်သည့်ဆိုရင် which ဘယ်ဆိုရင်လဲ which ပဲအမှတ်ထားပြရနော်အရေးမှဆိုရင်မြည်သည့် အပြောမှဆုံးဘယ်ဘယ်ဘက်စကားဆိုတော့ which back ဘယ်ဘက်စကားကိုကဲ WHP ဘာလာမလဲအကူလာမယ်အကူကဘာလဲ follow ID တင့်တာကဘာလဲဆိုရင် shot ဒါရှေ့စီးမှာတက်ထားပြီးတယ်နော် which back shot ကျွန်တော်ဒီဆိုတော့ i subject subject ပြင်ဖတ်လာမယ်စီးတာစီးတာအမှသွားပြီး right တို့ drive ကိုသွားတော့မရဘူးကိုကသူများမောင်းနောက် like စီးတာအဲ့ဒါကိုအင်္ဂလိပ်လို take လို့ခေါ်တယ်ဒီတလုံးတော့ကျွန်တော်တေချာလေး message နေတယ်နော်သူများနောက်က like စီးရင် take လေးတုံးမယ်အဲ့တော့ဒီမှာအတွဲလိုက်ကလေး which bus should i take နော်ရန်ကုန်ရောက်လို့ဝိုင်းပြီးရစီးမယ်ဆိုတော့ဒါမေးဖို့လိုပြီးထင်တာပဲ which bus should i take ဘယ်ဘက်စကားစီးတင်လဲဘာလို့ဖို့လဲရောက်ဖို့ဆိုတော့ခုနလိုရောက်တော့ get နဲ့ပဲတော့ to get နောက်တန်ယုံတန်ယုံဆိုရင်ဒါဒီသူကရောက်ရန်ပေါ့ရောက်ဖို့ဖို့ဆိုရအတိတ်ပဲတန်ယုံတို့တို့ပြောင်းတော့ကထူထက်လာတယ်သူရဲ့အတိတ်ပဲဖို့ရန်တို့ရန်ဖို့ရတာလို့ကျွန်တော်ကပြောထားပါဘူးအဲ့တော့ဒီမှာတန်ယုံတို့ပြောင်းထူထက်မယ်တန်ယုံဆိုရလဲလူတိုင်းလိုလိုပြီးလောက်တယ်ဆိုတော့တိကျတယ်ဆိုတော့ဒဲထက်မယ်နေရာလဲကျင်းသွားတယ် E M B A S S Y embassy embassy ဆိုတန်ယုံလို့ခေါ်တယ်အဲ့တော့ဘယ်လိုဖြစ်လို့ဖြစ်သွားစေ which special i take to get to the um to get to the mode ဒီမှာ an a ဆိုတော့ d ပေါ့နော် to get to the embassy အဲ့လိုလေးဖြစ်သွားမယ်ဒီမှာအဓိကချက်ကမဲ့ဟာဘာလဲဆိုရင် which bus should i take နော်ဘယ်ဘက်စကားကိုစီးတင်လဲပြီးကိုရောက်ချင်တဲ့နေရာနောက်မှာထည့်ပြောပေါ့နော်ဟောဥပမာဖြစ်ဆိုရင်အဲရွှေတကုံဘုရားကိုဘယ်လိုရောက်တင်လဲဆိုရင် which bus should i take to get to the ရွှေတကုံဘုရားအဲ့လိုလေးပြောမှာပေါ့အခုသွားချင်တဲ့နေရာလေးတော့ ီနောက်မှာထဲမယ်မေ့တင်တာမြည်သည့်ဘတ်စကားဆိုရင် which bat should i take ဒီဘတ်စကားကိုစီတင်လဲ which bat should i take နော်ကဲဒီနေရာမှာညဘက်လမ်းလျှောက်ဖို့ဘေးကင်းလုံချုံရဲ့လာလာမေကုန်လေးပဲဒါဆိုရင် wh မလိုဘူးရှေ့ကို msr do တဲ့ထုံမှာဘေးကင်းလုံချုံတာ safe safe က adjective adjective နဲ့တွဲတာပါလေမမိသေးလားရှေ့ကစီးမှာပြတ်ထားတယ် msr ပြီးတော့ special လုပ်မယ် a subject ကိုမရှိတော့ it ကိုခေါ်လိုက်တယ် is it safe ဟုတ်ပြီဘာလို့ဖို့လဲ လမ်းလျှောက်ဖို့ pull ဆိုရင် to ကိုသုံးမယ် to walk ပြီးနေရာလာမယ်ပြီးမှအချိန်နော်ဒီနေရာမှာဆိုတော့ here is it safe to walk here ညဘက် night night ကချိန်မှာ at လို့မယ်ဆိုတော့ at night အနိုင်ရေးချင်တယ် Okay, I say, see, so is it, it is safe, bro? Yes, it is. Um, uh, malo jo no, it isn't, bro. No? Okay, help me. Help me. Malo toa malo mi chen nai. Ain dao bai toa chen toa chen. Bai ni bai toa chen toa chen. How can I get to? Malo jam nai malay. Tete te doba sui, go straight. It's on the left. So on, it's on, it's on. It's on the left, na beba. It's on the right, nya ba ma. Turn left, be gui Turn right, nya gui Pass two streets. nya lang jo lai ba. Pass the traffic lights. Guna biyo de, mi bwa yung jo lai Traffic lights, traffic lights. Pala wile lo di jenai ma, How far is it? Dema ki ki di, ani How far is it? Pala wile, from here to the museum. 7လောက်လမ်းချဖို့လိုတယ်ဒါကကျွန်တော်ဖြတ်လိုက်တယ်နော် you need to walk for about 10 minutes for လဲလို့မယ်ကြာချင်းဆိုတော့လောက်ပြောင် about လေးလဲလို့သေးတယ် for about 10 minutes အာတက္ကစီနဲ့5မိနစ်နဲ့ရောက်နိုင်တယ်ဆိုတော့ you can get there မင်းအိုရောက်လိမ့်မယ် in 5 minutes by taxi ဘတ်စကားကဘယ်လောက်လဲဆိုရင် how much is the bus fare how much is the ဒီမှာ i နဲ့ဆက်လိုက်ဒီက ch နဲ့ဆက်လိုက်တော့ chis ဖြစ်သွားပြီဗျာ how much is how much is the bus fare how much is the bus fare ဲတန်ယုံကိုရောက်ဖို့ဘယ်ဘတ်စကားစီးတင်လဲဆိုတော့ဒါဆိုဒီအတွက်အနည်းအောင်လုံးတွေ which bus should i take which bus ဘယ်ဘတ်စကားကို should i take ငါစီးတင်လဲ which bus should i take to get to the embassy နော်ပြီးဘေကင်းလောက်ချွဲလားအဲ့ဒါအင်္ဂလိပ် is it safe ဒီမှာဒီမှာဒါလေးဆက်ဖတ်အဲ့အချင်းလေးလောက်တာ is it လို့ခွဲမှတ်ဖတ်တယ် is it is it နော်ဒါ SID အတန်းထွက်သွားပြီ is it safe to walk here at night to walk here at night is it safe to walk here at night okay ဒါလည်းမမှာပတ်သက်ပြီးတော့ အခြေခံအကြဆုံးနဲ့အသုံးဝင်ဆုံးအသုံးလုံးမျိုးစူးစိပြီးတော့ဒီနေ့ပြပြထတာဖြစ်ပါတယ်။ကြည့်တခြားနောက်ထပ် topic တွေကိုဆက်လေ့လာဖို့နောက်နေ့ဆက်ပြီးကြည့်ပါ။အဲ topic တွေ၄၅ထောက်လောက်လေ့လာတဲ့အခါကျရင်ဒီက topic ကဟော topic ကိုသွားထောက်ဟော topic ကဒီက topic ကိုသွားထောက်ဆိုတော့သူထက်သူလိပ်ပတ်လဲလာပါလိမ့်မယ်နော်။ဆက်ပြီးစူးစမ်းပါဖိုက်တယ်။